ျွန်တော်လဲစကိုင်းငလင်းပြိုတဲ့ထဲပါပြီးကြတဲ့ကကိုရွာကိုတာပြန်နေကျင်တော့တယ်ဗျာကိုရွာအေးချမ်းတယ်ဗျာထလက်တဲလေးနဲ့ဘာအန်ရဲမှလည်းမရှိဘူး အားလုံးမင်္ဂလာပါမိုးအ channel လေးအောင်ချစ်စိုးလိုက်ပါတယ်မိုးအခုတင်ဆက်ပေးချင်တဲ့ view လေးကတော့အဆူရောမနောရဲ့ view လေးပဲဖြစ်ပါတယ် view ရမှာဆိုလို့ရှိရင်တော့အဆူရောမနောပါဗောနော်ဒီစကိုင်းမှနေတာတစ်နှစ်ကျော်ပြီဗောနော်မြင်းကလင်းချောင်းသူတို့အိမ်ကျူသွားလို့အခုဆိုလို့ရှိရင်တော့နေမှာပြောင်းနေရတော့မယ်ဆိုပြီးတော့ပြက်ပြက်လာပဲဖြစ်ပါတယ်အရန်မှလည်းတနာဖို့ကောင်းတယ် view ရမှာဆိုရင်ပြည့်စုံပါပါတယ်ချိတဲ့မျိုးတွေလည်းဘူးသရာရအောင်လို့ပြင်လဲမျှဝေလိုက်တယ်ဖြစ်ပါတယ်မိုးက view လေးကိုစုံထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှေ့ဒီ view လေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်လေးတွေလည်း view လေးအောင်မှ comment လေးကြည့်ပြီးရပါရှေ့ view လေးကိုကြည့်လိုက်ကြရအောင်နော် မင်္ဂလာပါဗျာကျွန်တော်လဲစခိုင်းငလင်းပြိုတဲ့ပါပြီးကြတဲ့ကကိုရွာကိုတာပြန်နေကျင်တော့တယ်ဗျာကိုရွာအေးချမ်းတယ်ဗျာထလက်တဲလေးနဲ့ဘာအန်ရဲမှလည်းမရှိဘူးအသက်90လောက်ရောက်ရင်တော့ရွာပြန်နေမယ်လို့ဆုံးဖြတ်ထားတာလူသေးတယ်6နှစ်9နှစ်ဝင်းကျင်ပေါ့ရွာနဲ့မန္တလေးကိုပြန်အောင်မယ်ဗျို့အေးချမ်းတဲ့နေရာလေးတွေမှာ အေးချမ်းချမ်းလေးတွေနေပဲမြင်တွေ့ပါစီအားလုံးတိုင်းပြည်လည်းအမြန်ငင်းချမ်းကပီးတွေလည်းအမြန်လုတ်ကင်းချမ်းပြီးဘဝမှာတတရရနဲ့ဖြတ်တန်းနိုင်တာဘာသာသာသနာကျိုးသိဖို့နိုင်ပြီးတော့သန္တာကောင်းကျိုးတွေပြုလုပ်နိုင်ကြပါစီလို့ဆုမကောင်းတောင်းပေးပါတယ်အားလုံးမေတ္တာတရားတွေနဲ့ကိုစီကိုစီရှိကြပြီးတော့မေတ္တာတရားတွေနဲ့ပဲဆက်ဆံနေထိုင်နိုင်ကြပါစီစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစီနှလုံးစေဝါအေးချမ်းကြပါစီခင်ဗျာ ငါလည်းမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားပေါ်ရမှာပဲအရာခတ်သိမ်းဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘယ်အရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရင်စဉ်းစားဉာဏ်လေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့ဒီနေ့တစ်ခါတော့တတိယ ပိုင်တဲ့ပစ္စည်းတွေကိုကြည့်အေးတနေ့ကျတော့မတော်ဒါတွေထားခဲ့ရအောင်တနေ့ကျတော့မတော်ထားခဲ့ရအောင်ပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းဒါတို့ကိုယ်တိုင်ကလည်းစောင့်ပစ္စည်းကလည်းငါတို့ကိုစောင့်ဒါတို့ကတော့ပစ္စည်းကိုစောင့်ဘဝဆိုတာဘယ်ရောက်မှမတည်မြဲပါလားဗန္ဒီပြူကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတယ်အဲ့လိုမင်းကြီးပဲရှောင်းရှိဘူး ဲ့ဒီလိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စသင်ညာကိုရှင်ရှင်တို့တရားနဲ့မကြမကြရှင်ရှင်သုံးသပ်ပေးခြင်းအပြင်ဝိပဿနာကုသိုလ်ဖြစ်ပါလေအဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်ဒီကုသိုလ်တွေမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးပဲဒါဖြင့်သောရကတဲ့မဆွေလူတွေအဲ့ဒါလေးတွေးရင်ဆင်းရဲတယ် ားခဲ့ရမှာဒါရီတွင်ဆင်ရင်လည်းထင်အောင်ထင်တယ်။ဘာလို့အတိညာနဲ့ဆင်ရင်သုံးသက်ချည်ရအမှန်အကန်ကိုဆင်ရင်သုံးသက်ချည်ရမယ်။ချိန်လိုက်ဘလို့ကြိုးရတော့ဆိုတွေ့တော်မှုတွေရော့သွားတယ်။ဒါမှမဲတွေ့တော်မှုတွေရော့သွားတယ်။ကိုယ့်ကိုထံဝရဖြစ်နေတဲ့အတွေးဟာရော့သွားတယ်။ဩငါတို့ကတခဏပါလား။တခါတော့ဆိုတော့အကျိုးရှိတာလောက်ပါပါလားဆိုတာဒီအသည့်လေးဝင်လာအဲ့ဒီအသည့်ကတန်ဖိုးရှိတာ ွတမှုတကိုရှောချနိုင်တယ်အတိနဲ့မှတွေ့တာမှုရှောချတွေ့တာမှုရှောချနိုင်မှရှင်နေကတောကဆိုတာရှောချလို့ရတယ်စဉ်းစားကြည့်လေကိုယ်နဲ့မပိုင်တဲ့ပစ္စည်းတွေလည်းသူမှတောကမဖြစ်ကိုမသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတောကမဖြစ်ဘူးတောကဖြစ်တာကိုယ်နဲ့ခင်မင်းရင်းနှီးမှုကိုအကြောင်းပြုတယ်ကိုယ်ပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ် အဲ့ဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တရားမှုတွေဖြောင်းလိုက်ပါကြိုးစားပြီးတော့ဘာနဲ့ဖြောင်းမမြဲဘူးဆိုတဲ့တဘာဝတရားကိုဆင်ခြင်သုံးသပ်ပြီးတော့ရှင်းချပြီးဖြောင်းပါဒီနည်းဒီဆေးရလွယ်လို့တခြားနည်းမရှိဘူးမျက်စိထားဟောတာတော့အေးတန်းချောင်းကိုဘဝရရှိလာတဲ့အခါပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာဥစ္စာ ရှာဖွေခြင်းအပုံပြုခြင်းဆိုတဲ့နေရာမှာရှာဖွေတဲ့အခါမှာလည်းတရားမြတ်တမ်းမှုနဲ့ရှာဖွေရအသုံးပြုတဲ့အခါမှာလည်းတန်ဖိုးရှိတဲ့အသုံးပြုလို့သုံးပြုပါမှာဖြစ်တယ်။အဲဒီကနေတဆင့်တက်ပြီးတော့အကောင်းဆုံးကုသိုလ်ဆိုတဲ့ဝိပဿနာကုသိုလ်နဲ့တိုးတက်ပြီးလုပ်ရမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီပတ်သားနိုင်ထားကြပါဦး။တရားချစ်ခင်သရစေပြိတ္တာပေါင်းတို့မြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်ထဲမှာ ပစ္စည်းဥစ္စာရှာဖွေခြင်းနဲ့သုံးသွင်းခြင်းကိုစနစ်တကျလမ်းညွှန်ပြတဲ့အတိုင်တွေ့တွေ့ပစ္စည်းဥစ္စာကိုရှာဖွေကြမယ်အသုံးပြုကြမယ်နောက်ဆုံးရလာတဲ့ဘဝလေးမှာမကန်တဲ့အသိဉာဏ်တွေရအောင်ကျူစာအထောက်ကြမယ်လို့ကိုယ်စီကိုယ်စီနှလုံးသွင်းပြီးမမေ့မလျော့သောတတိကြီးမားသောလုံလဝိရိယဖြင့်ကျူစာအထောက်နိုင်ကြပါစေကုန်တည်း ဒီဗီဒီယိုလေးကိုကြည့်ခြင်းအားဖြင့်မိမိရဲ့ပစ္စည်းဥစ္စာနဲ့မိမိတို့အတူတကွရှိနေစဉ်မိသားစုအတူတကွရှိနေစဉ်အချိန်လေးတွေမကြိုင်လည်းပဲမပြည့်စုံပဲရှိနေစဉ်မှာမိမိကိုမိမိနဲ့တန်ဖိုးထားတတ်တယ်လို့ဘဝမှာအကောင်းဆုံးအနေနဲ့နေထိုင်တတ်ဖို့တရားဓမ္မနဲ့နေထိုင်တတ်ဖို့ကုသိုလ်ကောင်းမှုတွေနဲ့နေထိုင်တတ်ဖို့သင်္ကန်းစာယူစရာလေးတွေ ရှိပါတယ်ဒီဗီဒီယိုလေးတင်ရခြင်းကြောင်းရင်းဒီကျွန်တော်ဒီအခုလိုမျိုးမမြဲတဲ့သဘောတရားလေးကိုမှန်မှန်ကန်ကန်သိစေလိုသောစံတာဖြစ်တာတင်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ထက်ပျက်စီးသွားသူတွေလည်းအများကြီးပါကျွန်တော်တို့တွေလည်းဒါနေလို့မရတော့တဲ့အနေအထားရောက်သွားပါတယ်အောက်ထပ်တစ်ထပ်လုံးကျွန်တော်တို့ညီရဲမှာပြိုကျသွားပြီးတော့အပေါ်တက်ကအောက်ထပ်ကိုရောက်ရှိလာပါတယ်ဟိုပြောလို့ကျင်နာကတော့ မိသားစုတွေဆုံရှုံသွားတဲ့သူတွေလည်းအများကြီးရှိတယ်။ဆွေမျိုးသားချင်းတွေဆုံရှုံသွားတဲ့သူတွေလည်းအများကြီးရှိတယ်။ကျွန်တော်တို့ထဲမှာလည်းဆုံရှုံသွားတဲ့သူတွေရှိကြတယ်။အဲဒါကြောင့်အလုံးတစ်နေ့တစ်နေ့သူကလည်းကိုယ်ကိုဆွံ့နိုင်တယ်၊ကိုယ်ကလည်းသူ့ကိုဆွံ့နိုင်တယ်၊ပစ္စည်းကလည်းလူကိုဆွံ့နိုင်တယ်၊လူကလည်းပစ္စည်းကိုဆွံ့နိုင်တယ်။အလုံးဟာမမြဲသောတရားတွေပဲ။ကျွန်တော်တို့မမှန်ကန်ကန်သိပြီးရင်ကျွန်တော်တို့တဝူပေါ်တဝူမေတ္တာထားနိုင်ကြဖို့လိုပါတယ်။လူဖြစ်လာကိုင်း ဘဝကိုတန်ဖိုးရှိရှိတုံးချသွားတတ်ဖို့လိုပါတယ်ခင်ဗျာအားလုံးချမ်းသာကိုယ်စိတ်ရဲပါစေခင်ဗျာခါကြတော့ရည်တွေဒီခတ်ကြတဲ့တောက်ရည်တွေဒီအားလုံးကဒီတောက်ရည်တွေခတ်ကြတာလူတော့ငါ့ညာ 哦，哦，你个，啊，都你了，哦，你来弄，哎，那你。 ိုတက်မှာဆိုလို့ရှင်เนาะအဆိုတော့မနှောကတော်တော်လေးဥမာတရားသဘောပောက်သွားပေါ့เนาะသူကနေမှာပြောင်းနေတော့မယ်ဆိုတဲ့အဆင့်ကြီးပါရောက်သွားပဲဖြစ်ပါတယ်ကြည့်တဲ့မျိုးကြီးလည်းဘဟုတရကြောင့်လို့ပြန်လဲမျှဝေလက်တာပဲဖြစ်ပါတယ်မိုးဗီဒီယိုလေးကိုစုံလေးလက်ပတ်ကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထမင်းဆက်ချက်ကလေးတွေကိုလည်းဗီဒီယိုလေးအောင်မှာ comment လေးရေးပြီးလို့ရပါရှင်နောက်ထပ်လည်းမိုးဆက်လေးတတိနေဘဟုတရရဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတိဆက်ပေးတတ်မှာမို့မိုး channel လေးကို like and subscribe နဲ့တောက်ဖို့တောက်ဆပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တတား